မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ရဲ့လောကချောက်ကိုမြဲစောင့်မျှော်ကြည့်ရှုပေးနေကြတဲ့ခြေပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေဒီကနေ့မှာတော့လက်ရှိကမ္ဘာနိုင်ငံရေးစက်ခုံပေါ်မှာတင်းမာမှုတွေမြင့်တက်နေတာနဲ့မျှတတိယကမ္ဘာစစ်ဖြစ်တော်မလားဆိုတဲ့စိုးရိမ်မှုတွေပြောဆိုမှုတွေကြည်ကြဲပြပြထွက်ပေါ်နေပါတယ်ဒီစိုးရိမ်မှုတွေရဲ့နောက်ွယ်ကလက်တွေ့နိုင်ငံရေးခြေနေတွေနဲ့အင်အားချင်းကွင်းရှာတွေကိုကိုရဲဘော်ခြေကခုလိုသုံးသပ်ပြထားပါတယ်ပထမဆုံးအနေနဲ့တတိယကမ္ဘာစစ်ဖြစ်နိုင်ခြေကိုသုံးသပ်ကြည့်အောင်ဗျာ လူမှုကွန်ရက်တွေမှာဟာသအနေနဲ့ပြောဆိုနေကြပြီးမြဲတကယ်တမ်းမှာတော့ပထမနဲ့ဒုတိယကဘာစစ်လိုမျိုးကဘာလုံးကြီးစစ်ပွဲကြီးတစ်ခုဖြစ်ပွားလာဖို့အလားအလာအင်မတန်နှဲပါပါတယ်အထူးကကြောင်းရင်းကတော့လက်ရှိကဘာအင်အားချင်းတွင်ရှာကြောက်မှာပဲအမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့အစ္စရေးပါဝင်အနောက်အုပ်စုမဟာမိတ်တွေရဲ့စီးရေးစီးပွားရေးနဲ့ဤပညာအင်အားဟာတရုတ်ရုရှားမြောက်ကိုရီးယားနဲ့အီရန်တို့လိုနိုင်ငံတွေစုပေါင်းထားတဲ့အင်အားစုတဲ့တိတိတတ်တာတာလွန်နေစေဖြစ်ပါတယ်ရုရှားကယူကရိန်းစစ်ပွဲမှာနှင်းနဲ့ချီပြီးအကြက်သေးတွေ့နေရသလို တရုတ်နိုင်ငံကလည်းပြည်တွင်းစီးပွားရေးကြာဆင်းမှုနဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီးပွားရေးကိုအဓိကဦးတည်တဲ့အမေရိကန်နဲ့တိုက်ရိုက်ထိတ်တိုက်တွေ့ရမယ့်စစ်ပွဲကြီးတစ်ခုကိုစတင်ဖို့ဆိုတာလက်တွေ့မကျတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့်မယ်။အီရန်ရေးမှာတော့သူ့ရဲ့မဟာမိတ်နိုင်ငံကြီးတွေဖြစ်တဲ့ရုရှားနဲ့တရုတ်ကတိုက်ရိုက်ပအဝင်မှုလက်ဆောင်နေတဲ့ဖြစ်ကိုကြည်ချင်းအဖြစ်အမေရိကန်နဲ့သူ့မဟာမိတ်တွေရဲ့ဩဇာကိုဘလောက်ထိထင်းထင်းသိမ်းသိမ်းကင်တွယ်နေရတယ်ဆိုတာထင်ရှားပါတယ်။ဒါကြောင့်မို့လို့လက်ရှိချိန်မှာအမေရိကန်ကဥဆောင်တဲ့မဟာမိတ်အင်အားစုကို တကယ်တမ်းရှင်ပြိုင်တိုက်ခိုက်နိုင်မယ်မဟာမိတ်အုပ်စုတခုမပေါ်ပေါက်သေးတာကြောင့်တတိယကမ္ဘာစစ်ဆိုတာဖြစ်လာဖို့အလွန်ပဲနည်းတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့စိတ်မေးရသေးပါဘူး။ကမ္ဘာစစ်မဖြစ်တော့ကမ္ဘာကြီးကပိုပြီးဘေးကင်းလာမှာမဟုတ်ပါဘူး။တကမ္ဘာလုံးမှာမျိုးသားရေးဝါဒတွေပြန်လဲခေါင်းထောင်လာတာနဲ့မျှဒေတာသွင်းစစ်ပွဲတွေပြည်ပနိမခတွေကတော့နေရာနဲ့မှာဆက်လက်တောက်လောင်နေမှာဖြစ်ပြီးပုံမပြင်းထန်လာနိုင်တယ်ဆိုတာကိုတော့ကျွန်တော်တို့အားလုံးမျက်မြင်ကိုယ်တွေ့တုံ့တွေ့နေရပါတယ်။ဒီလိုကမ္ဘာနိုင်ငံရေးအခြေအနေတွေကကျွန်တော်တို့မြန်မာနိုင်ငံရေးပေါ်ဘလို့တက်ရောက်မှုရှိနေတယ်ဆိုတာကို ဆက်ပြီးသုံးသပ်ကြည့်အောင်မြန်မာပြည်သူများပြားဟာနိုင်ငံတကာတိုင်းဝမ်ရဲ့လေလုရှုမှုကိုခံစားရပြီးနောက်ပိုင်းကမ္ဘာရေတွေကိုစိတ်ဝင်စားမှုရောကြလာခဲ့ပါတယ်အထူးသဖြင့်မြန်မာနေဦးတော်လိုင်းနဲ့ပတ်သက်လာရင်စိတ်ကံစားမှုကပိုပြီးရှင်းလင်းပါတယ်စစ်ကောင်စီကိုစစ်လက်နက်နဲ့နှီးပညာတွေပံ့ပိုးပေးနေတဲ့တရုတ်ရုရှားတို့လိုနိုင်ငံတွေအင်အားချင်းနဲ့လေသူတို့ရင်နဲ့သူတို့ရှုပ်ထွေးနေလေမြန်မာပြည်သူတွေအတွက်အကျိုးရှိလေလို့ရှုမြင်ကြပါတယ်စစ်ပွဲတိုင်းမှာထိခိုက်နေတဲ့တာမန်ပြည်သူတွေအတွက်ဝမ်းနဲ့ကြေကွဲရပေမဲ့ ဆီယနာရှိကိုထောက်တိုင်လုပ်ပေးနေတဲ့နိုင်ငံတွေအထိနာတာကိုကြားရင်တော့ကျေနပ်မိကြတာလည်းသမတာပါပဲ။ဒါဟာကမ္ဘာကြီးကငါတို့ကိုလစ်လို့ရှုခဲ့တယ်ဆိုတော့ခန်းစားချက်ကနေမွေးဖွားလာတဲ့သုံးပြမှုတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီဖြစ်ပျက်တွေကနေကျွန်တော်တို့ဘလို့သင်ခန်းစာယူနိုင်မလဲ။ကမ္ဘာကြီးမှာရောမြန်မာကြီးမှာပါတရားတယ်မတရားဘူးဆိုတာထက်အင်အားရှိသူကနိုင်ယူစိုးမှုတယ်ဆိုတော့လက်တွေ့နိုင်ငံရေးသဘောတရားကိုပိုပြီးမြင်တွေ့လာရပါတယ်။ဒါကြောင့်တရားမျှတမှုဘက်မှာရက်တည်လိုသူတွေအတွက်တရားမျှတမှုကိုတကယ်ဖြစ်ပေါ်လာစေဖို့ဆိုရင် တရားမျှတမှုရဲ့နောက်ကွယ်မှာအင်အားတည်ဆောက်ဖို့လိုအပ်နေပါပြီ။မတရားမှုကအင်အားကြီးနေသမျှကာလပတ်လုံးငြိမ်းချမ်းရေးကိုဘလောက်ပဲတောင်းဆိုနေပါစေ။အနိုင်ကျင့်မှုတွေကသာဆက်ပြီးကြီးစိုးနေမှာဖြစ်ပါတယ်။ဒါကြောင့်တွန်လင်းအောင်မြင်ပြီးတကယ်ငြိမ်းချမ်းရေးနဲ့တရားမျှတမှုကိုလိုချင်နေဆိုရင်တော့အင်အားတည်ဆောက်ရင်မှာကိုယ်တိုင်ကိုယ်ကျပါဝင်ကြဖို့အင်အားကြီးမှသာအနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ရှေ့ဆက်ကြဖို့အချိန်တန်ပြီဖြစ်ကြောင်းကိုရဲဘော်ချေကသတိပေးထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးမက်ပန်ဆယ်ရဲ့အသွေးမြင့်စာဆုပ်ကိုပြန်လည်မျှဝေပေးပါရစေ။ ကျွန်တော်တို့များစုကဘဝမှာအကောင်းဆုံးရာတွေကိုနောက်မှလုပ်ဖို့နောက်မှပျော်ဖို့ဆိုပြီးရွှေ့ဆိုင်းထားတတ်ကြပါတယ်။ဒီနောက်မှဆိုတဲ့စကားလုံးရဲ့နောက်ွယ်မှာဘလောက်တောင်အဖိုးတန်တဲ့ချိန်တွေကြော်ရှင်မှုတွေဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုမတ်ပန်ဆယ်လိုကသူ့ရဲ့ငယ်ဘဝအမှတ်တရလေးတစ်ခုနဲ့သတိပေးထားတာပါ။စိုင်းဆံမှာမတ်ပန်ဆယ်လိုကသူ့တက်၅နှစ်သမီးရွယ်ကအဖြစ်ပြက်လေးတစ်ခုကိုပြန်လည်ပြောပြထားပါဗါ။အဲ့လုံကသူနေထိုင်တဲ့ဇာတိရွာတွေရောလုံးမိကြီးတဲလောင်ပြီးပြာကျသွားခဲ့ဘူးတဲ့။ရွာတွေကဆန်ဆက်ကနေမိစလောင်နေလို့လည်းပြောကြသလို တချို့ကလည်းဆန်းဆက်ပေကကုံသွဲလျာဌာနကစင်းရှင်းရကဏီမို့တမိမီးရှို့လာလာဆိုတော့ကောလာဟာရိုင်းနဲ့အဲ့ဒီမီးလောင်ငွေရဲ့အကြောင်းရင်းကတော့ဒီနေ့ထိတိတိကျမသိရသေးပါဘူးတဲ့အဲ့ဒီမီးကြောင့်ရောင်းမှရှိတဲ့အင်ဂျီတွေအားလုံးကုံသွားပြီးဖုန်ကြီးကြောင့်နဲ့စာတင်ကြောင်းပဲကြံနေတယ်။ဒီအားလုံးကငိုကြယူကြနဲ့ဒုက္ခပင်လေဝေခဲ့ကြရတာပေါ့။အဲ့ညမှာပဲယာယီမီးပေးကယ်ဆယ်ရေးစခန်းဖြစ်သွားတဲ့ရွာဦးဖုန်ကြီးကြောင့်မှနောက်တစ်ချိန်သောပန်းဆယ်လိုဖြစ်လာမဲ့ကလေးမလေးပိုးဦးကပြဿနာအကြီးကြီးထားကြပါလေရော။ ။ဘာဖြစ်လို့လဲဆိုတော့အင်ဒီမနက်ကသူ့အမေကြော်ပေးထားတဲ့ပစုံထုတ်ကြော်အကြီးကြီးတစ်ကောင်ကိုညားကြမှစားမယ်ဆိုပြီးခြံထားခဲ့တာအဲ့ဒီအကောင်ကြီးကမီးတဲ့ပါသွားလို့ပါပဲ။ဘဂျုံတုံကြီးဘဂျုံတုံကြီးဆိုပြီးချင်းနှချောင်းပွင့်ကြီးကြောင်ငိုရော့တာဒီအလုံးဝိုင်းချော်တာတော့မရခဲ့ဘူးတဲ့။နောက်ဆုံးမှာတော့ရွာဦးကျောင်းဆရာတော်ကိုရိုင်းကျင်းလုံးဆွဲပြီးကြက်တီခန်းထဲကမုတ်တွေကိုခြာကျွေးလိုက်မှပဲအငိုသိမ့်သွားခဲ့တော့တယ်။ဒီဘဂျုံတုံကြီးပြဿနာကိုသူ့အမေကခုချိန်ထိတစ်ဖက်ဖက်ပြောနေတော့မှပဲတဲ့။ဒီဖြစ်ပျက်လျာသူ့အတွက်ဘာကိုသတိပေးနေတယ်ဆိုတော့ ူ့ကိုယ်သူပြန်ဆက်စည်းကြည့်တဲ့အခါမှာသူဟာဘဝရဲ့အကောင်းဆုံးရာတွေကိုမြဲတမ်းနောက်မှစားမယ်နောက်မှလုံမယ်ဆိုပြီးခြံထားတဲ့အကျင့်ရှိနေရကိုသတိထားမိလာတယ်။အခုတော့မပြောသေးဘူး။နောက်မှပြောမယ်။အခုတော့မနာသေးဘူး။နောက်မှအေးအေးဆေးဆေးကြီးနားလိုက်မယ်။အခုတော့ယုံလိုက်အောင်ပဲ။နောက်မှကောင်းကောင်းနေမယ်။ဒီလိုနောက်မှဆိုတဲ့အသွေးတွေကြောင့်ဘဝရဲ့အကောင်းဆုံးချိန်တွေကိုမြဲတမ်းလက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့သူကဆိုပါတယ်။အထူးသဖြင့်ငယ်ရွယ်နှုပြပြီးစိတ်တွေလန်းဆန်းတက်ကြွနေတဲ့အချိန်တွေမှာ ခံစားသင့်တဲ့ပျော်ရွှင်မှုတွေကိုနောက်မှဆိုတဲ့စကားတစ်ခုနဲ့ကြော်ဖြတ်ပြခဲ့မိတယ်။ပျော်ရွှင်ခြင်းဟာ Expire Date တက်တန်းကုန်ဆုံးရရှိတဲ့ကလေးဘွားမှာရုပ်လေးတယောက်ကအကြီးမားဆုံးပျော်ရွှင်မှုဖြစ်ပေမဲ့အရွယ်ရောက်လာရင်အဲဒီယောက်ကပျော်စရာမဖြစ်တော့ဘူး။ဆယ်ကျော်တဲ့အရွယ်မှာမိတ်ကက်လေးအဝတ်စားလေးကပျော်စရာဖြစ်ပေမဲ့အသက်ကြီးလာတဲ့အခါအဲဒီဟာတွေကတိတ်ပြီးမထူးဆန်းတော့ဘူး။ဒီလိုပဲသူ့အချိန်နဲ့သူတန်မိုးရှိတဲ့ပျော်ရွှင်မှုတွေတက်တန်းမကုန်ဆုံးခင်မှာမတုံးဆွဲမိခဲ့တဲ့အတွက်သူ့ဘွားမှာအများကြီးဆုံးရှုံးခဲ့ရပါတယ်တဲ့။နောက်မှနောက်မှဆိုတာတွေဟာ တကယ်တော့နောက်မှဆိုတာတကယ်ရှိလိမ့်မယ်လို့မာရင်ယုံကြည်ထားတဲ့စိတ်တစ်ခုပဲဖြစ်တယ်။အနောက်ပြန်ဆိုတာတော့မသေးတာတဲ့ဒီလူဝကြီးမှာနောက်မှဆိုပြီးအချင်းတွေကိုဖြုံးတိမိခဲ့တယ်လို့သူကနောက်တရစာနဲ့ရေးသားထားပါဗျ။သူ့ဘာရဲ့တိတ်ကာလတွေကိုပြန်သွေးကြည့်ရင်လောက်ခဲ့တဲ့ຢာတွေတက်ဘာနောင်တမှမရှိပဲမလုတ်ဖြစ်ခဲ့တဲ့ຢာတွေတက်တာအလွန်ပင်နှမျောတသက်ဖြစ်မိရလို့ဆိုပါဗျ။ခုချိန်မှာတော့ကလေးဘွားကလို့ဗဇွန်တုတ်ကြီးလို့အောင်ငွေချော့မဲ့သူမရှိတော့သလိုမိတဲ့ပါသားတဲ့ဗဇွန်တုတ်ကြီးနေရာမှာအစားတော့ဖို့ရအောင်ကြောင်ကြက်တေကန်တွေကမဟုတ်သေးလို့ຢာတွေကလည်း တကယ်လက်တွေ့ဘဝမှာအလွယ်တကူမရှိတော့ဘူးမဟုတ်လားလို့သူကမေးခွန်းထုတ်တာပါပဲငငယ်ကမီးတဲ့ပါသွားတဲ့ပစုံတုပ်ကြီးကိုလွမ်းလို့ထိုင်ငုံရဲ့ကလေးမဟာအခုဒီပစုံတုပ်ကြီးကင်ထားရင်ပစုံတုပ်ကြီးကိုလွမ်းနေတဲ့ဆဲဆိုကရေးသားထားပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့မတ်ပန်ဆယ်လိုရဲ့အသွေးကိုနှိုးဆော့ပေးတဲ့စာစုလေးကိုပြန်လဲတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့အလုံးလဲကိုးပွားရဲ့ပစုံတုပ်ကြီးကြီးတွေကိုနောက်မှစားဖို့ခြံမထားမိပဲပစ္စုပန်တဲတဲမှာပဲရတာချေချေခံစားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ ကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ